အာအရင်ခါတိုင်းနှစ်တည်းကမန်နက်တွေဒီမှာပျော်ကြတဲ့ညီကိုမောင်မတငယ်ချင်းတွေကြတော့ဒီနေ့မန်နက်နေသွားရဆိုပြီးတော့ဟိုစိတ်ထဲမှာဘာမှဖြစ်စရာမလိုပါဘူးကျွန်တော်တို့ဒီတိုင်းလည်းပျော်လို့ရပါတယ်နောက်ပြီးတော့ပျော်တဲ့အခါမှာလည်းအန်ရယ်ကင်းကင်းနဲ့စနစ်တကျအချိန်ရှိရှိနဲ့ပျော်စေချင်ပါတယ်ကျွန်တော်တို့အားလုံး၅ရက်လုံးတူတူပျော်ကြမယ် ညီမတို့အခုဟောဗောနောဒီနေ့စချန်ကတော့ဘယ်လိုပြောမလဲအခုမှလည်းပြိတဲ့ရှိကိုပြန်ပြီးတော့သင်းပြန်ဆိုတာဗောနောနောက်ပြီးတော့ဟိုဒီနေ့စချန်ကတော့ဟိုထူးထူးခြားငါးရက်လဲငါးရက်ဖြစ်တယ်ဆိုတော့ဒီနေ့စချန်တော့လို့ဟိုပျော်ရွှင်ပျော်စရာကောင်းမယ်လို့ညွှန်လိမ့်မှာဟုတ်过往。 တော့အခက်အခဲတွေဖြစ်ပါတယ်အဲဒါပေမဲ့အခုချောရွာတော့ဒီမတ်တက်မှာသင်းဆို ော့ဒကြံမန်းတင်နေတော့တော့ဘာပြောဟိုဘောနော်ရန်ကုန်ဒကြံနည်းနည်းလေးတော့မစီသလိုဖြစ်သွားပါဘောဒါပေမဲ့အဲရှိရမန်းတင်နေအကုန်လုံးရှိရမန်းတင်နေရလဲလူပြည့်မှာပါလူပြည့်မယ်လို့ထင်ပါတယ်နောက်ပြီးတော့အဲနေဘူးတယ်ဆိုတော့ကျမကြီးကထိုက်ကြပါလို့ပြောကြပါရှင်အေးရော ီနေ့ကတော့ထုံးစံတိုင်းပထမဦးဆုံးဖိလိပ္ပိုင်ကစားရဲ့ရေကစားနေလက်တအားပူတော့အဲကြတော့အပြေထွက်ဖို့ကကြတော့ဟိုဘယ်လိုခေါ်မလဲကျမ်းမာရေးတော့ပါထိခိုက်မဲ့သဘောလောက်ထိကိုပူနေရဆိုအဲကြောင့်နည်းနည်းပါသွားလို့ကြောထင်ပါတယ်ပြီးတော့ဒီနေ့ကနောက်ပြီးတော့ပထမဆုံးနေ့ဆိုတော့ထုံးစံတိုင်းပထမဆုံးနေ့ကတော့နေသွေးအေးသေးရလေ ီနေ့တကြံကဟိုလင်းနေမှတစ်ခါ9ရက်ကြာတာဆိုတော့ကျွန်တော်9ရက်လုံးပြောဖို့အတွက်အစီအစဉ်ထားပါရဲအဲ့တော့နောက်ဆုံးတစ်ရက်ပဲကျွန်တော်ကိုယ်ပဲကိုယ်သားမှာဖြောပြေးနေနေအလုပ်နေနေရှိပါမယ်၈ရက်တိကုန်လုံးမှာကျွန်တော်တငယ်ချင်းမနက်တွေမှာလိုက်ပြီးတော့ပြောပါမယ်အော်ကျွန်တော်တို့ငငယ်လေးကလေးကမန္တစထိုးကလေးက Alpine နေပြီးတော့ကျွန်တော်တို့ sponsor ပေးတယ်။အဲ Alpine မန္တဆိုပြီးတော့ကျွန်တော်တို့ဟိုဒီရန်ကုန်မှာဆင်နွှဲလာတာ ဟာဆယ်နှစ်ကျော်လောက်ရှိနေပါပြီအဲ့တော့ဒီနှစ်မှာလဲကျွန်တော်တို့ Alpine Manet ကိုပဲဒီပြည်နှမ်းမှာပဲထိုးဖြစ်ပါတယ်ကျွန်တော်ပြောနေကြတိုင်းမှာပဲကျွန်တော်ကတကြံတကြံပိုးရှိတဲ့လူတယောက်ဖြစ်တယ်တကြံကိုကြိုက်တယ်အဲ့တော့ဟိုဘာပဲဖြစ်ဖြစ်ခြေပက်နေရမယ်ပျော်နေရမယ်ဆိုရင်ကျွန်တော်ကတော့ဟိုပျော်တာပါပဲခင်ဗျာ